ဟယ်လိုအားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ။ဒီပြတော်စတိန်ရဲ့ report အရဆိုလို့ရှိရင်တော့ Manchester United က Wolverhampton ကွင်းလင်ကစားသမားဖြစ်တဲ့ João Gomez ကိုစိတ်ဝင်စားမှု ရှိမနေဘူးဆိုပြီးတော့သူ report လုပ်လာတယ်။ဆိုတော့သူဘာပြောလဲဆိုတော့ အဲဒေးဗစ်ရောစင်ကတော့ဗောနမန်ချက်စတာယူနိုက်တက်ကဝူဘန်တန်တင်းရဲ့ကိုယ်လေးကစားမပြတဲ့ဂျူအောဂူမက်စ်ကိုခေါ်ဖို့စိတ်ဝင်စားခြင်းမရှိခဲ့ဘူးပေါ့ဝူဘန်တန်တင်းရဲ့ဘက်ကလည်းဂူမက်စ်အတွက်မန်ချက်စတာယူနိုက်တက်စီကနေပြီးတော့စုံစမ်းကန်လန်းထားမှုတစုံတရာမရှိဘူးဆိုပြီးတော့တုံ့ပြန်ထားတယ်လို့သူပြောသွားတယ်တခုရှိတာကကျွန်တော်တို့ဂျာနယ်လစ်တွေကြားထဲမှာတော့အမျိုးမျိုးသတင်းတွေထွက်နေကြတယ်ပေါ့လေဒါကျွန်တော်တို့ကျွန်တော်တို့အရန်ကိုယုံကြည်ရပါတယ်ဆိုတော့ဖာဘရီဇီယိုတို့အခုလက်ရှိကျွန်တော်တို့ဒါဒေးဗစ်ရောစရီနိုနှစ်ယောက်မှာကိုပဲ တို့နှစ်မျိုးကျွန်တော်တို့ဖြစ်နေတာပေါ့ရိုမန်နိုရဲ့ဘက်ကတော့ယူနိုက်တက်ရဲ့ဘက်ကတော့ကွင်းလေပြစ်မှတ်တီရှာဖွေနေတဲ့နေမှာဂျိုအယ်ဂူမက်စ်ဒီအာအရန်ကိုမျက်စိကျနေရတဲ့ကစားမားတွေကတယောက်ဖြစ်နေဆိုပြီးတော့သူပြောထားတယ်ဒါအပြင်ကျွန်တော်တို့ဂျီကွန်စပန်တို့ဘာလို့ရဲ့ဘက်ကလည်းမန်ချက်စတာယူနိုက်တက်ကဇန်နဝါရီမှာကွင်းလယ်အစားထိုးဖို့ကတော့100%တည်ကြခြင်းတော့မရှိဘူး။ဒါပေမဲ့လို့ကွင်းလယ်အစားထိုးခဲ့မယ်ဆိုရင်ဝူဘန်တန်တင်းကနေပြီးတော့ဗောနော်တန်းစင်းတို့ဖြစ်နေရတဲ့အခြေအနေမျိုးမှာ ရရင်ရတဲ့စီနဲ့ဇန်နဝါရီမှာကူမက်စ်ကိုရောင်းချဖို့ရှိတယ်ပေါ့ဒီနေရာမှာ United ရဲ့ဘက်ကလည်းဂျိုအာကူမက်စ်ကိုတအားကိုသဘောကျတဲ့တဲမှာပါတယ်ဆိုပြီးတော့သူပြောထားတယ်ဒါပေမဲ့လို့ David Ornstein ကတော့ Manchester United ကအမှန်ကန်စိတ်ဝင်စားမှုရှိမနေတယ်လို့ကလပ်တင်းနှစ်ခုကြားထဲမှာလည်းဘာမှအခြေဆက်တွေရှိမနေသေးဘူးဆိုပြီးတော့သူ confirm လုပ်ထားတယ်အဲကျွန်တော်ကတော့လက်ရှိအချိန်ရဆိုရင်တော့ ဘယ်လိုပြောမလဲဟိုဟိုဝန်စတိန်တို့ဘာလို့က rumors တွေဖြစ်နိုင်ကြီးရှိတဲ့သတင်းတွေကိုယူဆချက်တွေနဲ့သူတင်တာမျိုးမရှိဘူးပေါ့တခါတလေမှသူ့အမြင်ရဆိုရင်ဘလို့ဖြစ်လာနိုင်နေပါညာဆိုပြီးတော့လေသူပြောလေးရှိတာအဲ့တော့ဘယ်လိုပြောမလဲတကယ်တကယ်အတင်းဘက်ကတရားဝင်ချိတ်ဆက်တယ်ဆိုတဲ့အခြေအနေမျိုးလောက်မှပဲအဲဒီဘီတော်စိန်ကတော့ဘောနော်ဘယ်လိုပြောမလဲဒီတင်လိုက်မယ်လို့ကျွန်တော်ထင်တယ်အခုပုံစံရဆိုရင်တော့သူကတော့ညင်းနေဦးမှာပဲတခြား journalist တွေရဲ့ဘက်ကဖြစ်နိုင်ကြီးတွေကိုခံမှန်းပြီးတော့ပြောကြတာတွေရှိရဗျာ Manchester United ကကွန်းလေလူနေတယ် ဒါဆိုကွင်းလေခေါ်ဖို့ကြိုးပမ်းမှာပဲအဲ့တော့ဘက်ကစားမားတွေနဲ့တရင်ထွက်နိုင်ခြင်းရှိတယ်လဲဆိုပြီးတော့တချိန်ချိန်မှာကောယူနိုက်တက်ကဘက်ကစားမားတွေကိုခေါ်ဖို့ကြိုးပမ်းနိုင်ခြင်းရှိတယ်လဲဆိုပြီးတော့သူတို့ကယူဆချက်တင်နေတဲ့ကိုတရင်နေတင်ကြတာရှိတယ်အဲဒါပြီးတော့စတိန်ကတော့ကလပ်အင်းနှစ်ခုကြားထဲမှာပေါ့နော်တကယ်အလုံးလုံးမှာပဲတကယ်စိတ်ဝင်စားတယ်ဆိုတော့ info ရမှာပဲသူတင်တဲ့ပုံစံမျိုးပြအဲ့တော့ David Rostein စီကတည်င်းနေသည်သူတို့ပို့ပြီးတော့တိကျမှုတော့များတယ်ပေါ့နော်အဲဒါပေမဲ့လည်းလို့ ူပူနေကျွန်တော်သူကတကယ်တကယ်ဖြစ်နေပြီဆိုမှသူကတင်တာဖြစ်တဲ့အတွက်ကိုတော်တချာတခြား channel list တွေရဲ့ဘက်ကတော့အာဖြစ်နိုင်ခြေရှိတဲ့ user ချက်အများစုတွေကိုသူတို့ကတင်တယ်တကယ်နောက်ကျွန်တော်တကယ်တကယ်အဲ့လိုဖြစ်လာတဲ့အခါမှာမပြောခဲ့ဘူးလားမတင်ခဲ့ဘူးလားဆိုတဲ့ပုံစံမျိုးဖြစ်တာကျွန်တော်ကတော့ဒီချိန်မှာဘယ်လိုပြောမလဲဒီ David Ostein ပြောသလိုပေါ့နော်လုံးဝလုံးဝ Manchester United ဘက်ကစိတ်ဝင်စားမနေဘူးဆိုတော့အချင်းညီမျိုးမှလည်းရှိမနေဘူးလို့တော့ထင်တယ်။ဘာလို့လဲဆိုတော့ဂျားထဲမှာအပြောင်းလဲတွေကအများကြီးဖြစ်နိုင်နေဗျာ ဇန်နဝါရီအပြောင်းအရွှေ့ကလည်းကျွန်တော်တို့နည်းနည်းမရောက်သေးတဲ့အခါကျတော့အရန်ကိုအပြောင်းအရွှေ့နဲ့ပတ်သက်လို့ပြောဖို့ကစောနေသေးတယ်။တကယ်တကယ်ဇန်နဝါရီအပြောင်းအရွှေ့ကိုကျွန်တော်ရောက်ပြီဆိုရင်နော်ဇန်နဝါရီအပြောင်းအရွှေ့ကိုကျွန်တော်ရောက်ပြီဆိုရင်ဒီ narrative တွေကပြောင်းလဲသွားနိုင်တယ်။နံပါတ်1ကျွန်တော်တို့အနေနဲ့ပေါ့နော်။ဥပဟန်တန်ဟာပူပြီးတော့စူးလာတဲ့တန်ဆင်းရဖို့လည်းချိန်ကြီးများနေတဲ့ချိန်ကြီးမျိုးမှာတကယ်ဈေးကောင်းရနိုင်တဲ့ကစားမားတွေကိုရတဲ့စီးနဲ့ဇန်နဝါရီမှာရောင်းမဲ့ချိန်ကြီးမျိုးသူတို့တွေးလာမယ်။ မန်ချက်စတာယူနိုက်တက်ဘက်ကလည်းကဲမကောင်းစွာနဲ့အာဂူဝရစ်ဇာမာတယောက်ဒါမှမဟုတ်အယန်ဇာမာတယောက်အင်ဂျူရီပြဿနာတွေကြုံလာမျိုးအငှားတွေပါတွေထွက်တာမျိုးကြုံလာပြီဆိုရင်မဖြစ်မနေကွင်းလေကိုအစားထိုးရတော့မယ်ဆိုရင်အီဇာမာတွေကိုကျွန်တော်ခေါ်ဖို့တော့မကျူးပန်းလာဘူးလို့ကျွန်တော်ပြောလို့မရဘူး။ဒါကြောင့်ပေါ့နော်အသင်းအင်းနဲ့ဇန်နဝါရီအတွက်ကျွန်တော်တို့ဒီကွင်းလေပဲဖြစ်ဖြစ်ဝင်းဘတ်စ်ပဲဖြစ်ဖြစ်ပေါ့နော်ခေါ်ဖို့ကျူးပန်းတာကလက်ရှိမှာအဲပုံသေးကြီးပြောလို့မရသေးဘူးလို့ကျွန်တော်ထင်တယ်။တေချာတာတကူကတော့ကျွန်တော်တို့က financial ဘိုင်းနေနေပတ်သက်လို့ရှိရင် တတိထားရမယ့်အချိန်မျိုးရောက်နေတော့ကိုအသင်းမှာလက်မလွတ်ရတဲ့ကစားမမရှိဘဲနဲ့နောက်တစ်ယောက်ကိုခေါ်ဖို့ကကွင်းလေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်မလွယ်တဲ့အချိန်မျိုးဖြစ်နေတာပါအဲ့ဒါကြောင့်နွေရာသီနွေရာသီနွေရာသီဆိုတဲ့သတင်းတွေကျွန်တော်တောက်လျှောက်ကြားနေရတာပါနော်ဒါကြောင့် David Ostinian Report ရဆိုလို့ရှိရင်တော့ Manchester United ရဲ့ဘက်က Joao Gomez ကိုခေါ်ဖို့တူရဲ့ကျွန်တော်ဒါအဲဘယ်လိုပြောမလဲစိတ်ဝင်စားမှုမရှိသေးဘူးဆိုပြီးတော့ကျွန်တော်သိရတယ်နောက်ဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲ Joao Gomez ကိုခေါ်ဖို့အတွက်ကြိုးပမ်းတင်တယ်လို့ထင်ကြလား ဆွေးနွေးကြပါဦးကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုချစ်သူများကြီးတင်ပါတယ်